ားလုံးပဲမင်္ဂလာပါခေါင်းစဉ်လေးတွေကဘောနော်ဒီစာအုပ်ရဲ့ခေါင်းစဉ်လေးရဆိုရင်တော်တော်ချစ်ဖို့ကောင်းပါတယ်ဒီအပိုင်းခြားထဲမှာပေါ့နော်ဖတ်မိလိုက်တဲ့အချိန်မှာဆိုခေါင်းစဉ်လေးတွေက အစင်လိုက်အတိုင်းရှိပါတယ်ပေါ့နော်ဒါပေမဲ့အဲ့ထဲရဲ့နေမှာပို့ပြီးမှကြည်ရင်ကြည်ပေါ့နော်တိုက်တဲ့ကိုကြည်ရင်လည်းပို့သဘောကျမိတဲ့ဟာလေးတွေကိုအရင်ဖတ်မိလိုက်ပါတယ်အခုဒီတစ်ခါခန်းစားရမှာကတော့နူးနူးညံ့ညံ့ခေါင်းစဉ်လေးတစ်ခုဖြစ်ပါတယ် သိမ်းစီထားတဲ့ပန်းရက်နဲ့လေးတွေဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်အလုံးမဲနားစင်ကြည့်ပေးပါဦးနော်ကျွန်တော်အိမ်တို့အပြန်လမ်းမှာကမ္မထန်းကြောင်းတိုက်ရှိသည် ကမ္မထန်းဆိုသောဝဟာရကအခုတလောကျွန်တော်ကိုဖန်ဆားနေသည်တခုသောပုစ္ဆာကို စင်ကျင်စီးဖြန်းကြည့်ရန်ဆွဲဆောင်ညှို့ငင်နေသည် ကြီးကျယ်လှသည့်ဟူရတော်ဖြင့်မဆိုတာပါတတက်လုံးမှမှဒီတခါပဲကြုံရသည့်ပွဲသည်ပင်တစ်ခုအပေါ်တွင်လှုပ်ရှားမိသောစိတ်ခံစားမှုနှင့် တွေ့မြင်စုံစည်းခွင့်မရတော့သည်မှကြံမြင့်လာပြီဖြစ်သော အမျိုးသမီးတဦးနှင့်ဆက်လင်း၍လှုပ်ရှားမိသောစိတ်ခံစားမှုကိုအရေးအစင်တူညီခြင်းရှိမရှိစင်ကျင်စီးဖြန့်ကြည့်လိုခြင်းပဲဖြစ်သည် ထိုညကတဖိတ်ဖိတ်ရှင်လဲနေသည့်ခမ်းမအတွင်တိမ့်တဝင်းဤပလဲတေးတံကပြည်လင်စွာစီးဆင်းနေသည်မီယုံမီယောင်များ ပြိုပြက်နေသည်အပြုံးတို့ရှင်လဲနေသည်နှုတ်ဆက်တံထွေးပွေကြိုစည်းတံတို့ညံဝင်နေသည်မိုးရနှံတို့တင်းပြက်နေသည်အမျိုးသမီးကြီးတတိုက်ကဆက်ရညံဆက်ရညံညံနေတဲ့ကဲတို့ အမျိုးသားကြီးများကလည်းအချင်းချင်းကြည်စေရင်အော်ကြီးဟစ်ကျယ်ငယ်မှုပြန်နေသည့်ချိုသောအပြုံးကြည်သောနှလုံးသားတို့သာမင်းမှုနေသောပလဲရတုသပင်ဤရေတံလွင်လွင်တို့သည် ရွှေရုံခမအပြင်ဘက်အထိဖိတ်လျံစည်းသွင်းနေသည်အစင်ဆုံးအသွေးဆုံးပွင့်ဖူး၍ကြီးငတ်တို့တုံမြူးနေသည်ပန်းဆုံတော်နေသို့အခမ်းနာကခမ်းနာလာပါနေသည် ခမ်းမတဲ့သူသူမဝင်ရောက်လာခဲ့ပုံကလည်းခန်းနာလှပါသည် တလန်းချင်းရှောက်လာသည်နှင့်အတူ ရွှေလျောဝဲပြန်လာသောလက်ပြာတကောင်လိုမြင်းသာတိမ်မွေ့စွာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည် တောင်ပံဖြိုးပြက်ခဲ့၍ပြန်တန်းလာခြင်းမျိုးမဟုတ် လေဤအဟော၌အလိုက်တင့်စီနင်းလျက်သူ့အိမ်တွေတောင်ပံများကို ခွဲပြန့်လာသည့်လက်ပြာတခင်မသည်ရင်းကျက်သောအတရေဖြင့်ပန်းစုံတော်သို့ဖြင်းညင်းတရားစွာ ပြန်ဝဲခုနာလာသည်မျိုးဖြစ်သည့်လေအတုတ်၌လှုပ်ရင်းမျိုးသွက်လျက်ရှိသောပန်းရကုံစုံမြိုင်တော်သည်လက်ပြာတခင်မှ ဝဲပြန်လာသည့်အခိုက်ခဏငယ်မြတူးတိမ်သွားခဲ့သည်အတန်ကြာမှ ပွေဖက်ဟန်နှုတ်ဆက်တန်တို့ဖြင့်ပြန်လည်၍အသက်ဝင်လာခဲ့သည်စိမ့်လက်သောဝတ်စုံအောင်မှ တွေ့လျက်ပြည့်ပြည့်သောလက်မောင်းသားလေးများထင်း၍ဝင်းဆူနေစေပင်ဖြစ်သည် ပြည့်တင်းသောနှစ်ဖူးပြင်၌ ဆန်နွယ်တို့ပြေလျော့နေပုံမှာပေသက်တည်ဤနေစေဟိုတုံးကားခါကတကြိမ်တခါပင့်မကြည့်ဖို့တကပါကြအောင်ဆောင်ရတတ်သည့်မြက်တောင်ရှည်တို့ကော့ဆင်းနေစေပြည့်ဝင်းသောပပင် ဖြူလက်ညညာသောတွားတန်းကလေးများကို သိမ့်အုပ်ထားသည့်နှုတ်ခမ်းနီလွင်တို့ဆူဆွနေစေတခုပါပဲမဲနဲ့တောက်ဆူသောမြက်ဝန်းများအောက်မှမြင့်ရက်ကလေးတွေမတိမသာဖောင်းဤလာသည် ို့တော့ထိုအချက်မှာသူမ၏ခန္ဓာလှပခြင်းကို မထီပါနိုင်ယုံမြမကပို၍ပင် ပြည့်စုံတင့်တယ်စေခဲ့သည်ဟုယုံကြည်အောင်မိနေမိသည် အပြစ်ရှာရင်မလွယ်သည့်မိမတယောက်ဤပြည့်စုံကြနာသောအလှဆိုသည်ကိုခံစားဖွင့်ဆိုနေမိသည် ကျွန်တော်သည် တောင်နှန်းကြီးကိုအဝေးကငင်းနေရတဲ့ကဲ့သို့မောလျနေခဲ့သည်ရင်သက်ရှူမိုးပေါ်ရာပြည့်စုံလှပသည့်ရှုမြော်ခြင်းကြီးတစ်ခုကို မိမိနဲ့ဘာမှမဆိုင်ပဲကြည်မောနေရတကယ်တော့ခံစားနေရသည်အဲ့ဒီခံစားမှုကဘာလဲဒီခံစားမှုကို အမိနာမတစ်ခုခုတက်ဆင်ကြည့်ဖို့လိုအပ်ပါသလားအမိနာမတစ်ခုခုကို မဖြစ်မနေရွေးချယ်၍တက်ဆင်ကြည့်မည်ဆိုလျင်လေတို့ခဏ၌ဖြစ်ပေါ်လျက်ရှိသောကျွန်တော်၏စိတ်ခံစားမှုကိုတိတိကျကျပေါ်ပြနိုင်မည်ဟုမထင်ချေ ကျွန်တော်တို့ငယ်စဉ်ဆရာညိုဝင်းဤမှောင်လွန်းသောညမြောက်ဝတ္ထုကိုဖတ်ပြီးမောရရင်မှာဇဂဝါဟုသောကဗျာဒဇကိုဆွဲလန်းခဲ့ဖို့သည်ဇဂဝါပန်းလေးတွေကိုခေါင်းအုံးပေးမှာတင်စီထားခဲ့ဖို့သည် နွမ်းလျော်ခဲ့သည့်တိုင် ချူဤမှွေးမြနေစေဖြစ်သည့်ပန်းဤတတိကိုတံပိုးထားခဲ့သည် ဆရာတက်ကသူဖုံးနိုင်ဤတငယ်ချင်းလိုပဲဆက်၍ခေါ်မိခိုင်ဝိတ္ထုကြီးကိုဖတ်ပြီးစွတော်ရက်ကလေးများကို စာအုပ်ချာမှာအမျက်တနိုးသိသိထားခဲ့ပေါ်သည်ခိုင်နှင့်ကျွန်တော်ဘဝမှာမူနှစ်လွာပေါင်းမှတရွက်မြည်၍တလွာကျွေခဲ့လီပြီမဲ့တရွက်မြည်သောတော့အထီးကျန်ဤဘဝဝယ်ဆရာဤဆွေတော်ဒသနာကို တလဲလက်ရင်ခုန်ခဲ့ပူသည် ်ထိုစဉ်ကဆွဲတော်ရက်နှစ်ဇဂဝါပန်းတို့ကိုနှစ်သက်မြေနိုးကြသူများဤစိတ်ခံစားမှုကိုစုပ်ဖန်းရန်ခဲရင်မီထင်သည်နှစ်သက်မြေနိုးသောသူတို့၌ညှို့လင့်ခြင်းနှင့်တတ်မှတ်မှုတို့ကင်းစင်နေသည်နှစ်သက်ခြင်းမြေနိုးခြင်းလွမ်းလိုက်နေရခြင်းသည်ပလင်ပြည့်စုံသောခံစားမှုဖြစ်သည် ပြည့်စုံသောအနက်အတိတ်ပဲဖြစ်သည်လွန်ခဲ့သောနှစ်ကာလများက ခရီးတွေတော်တော်သွားပြည့်ခဲ့သည်နတ်မှုဂျိုဇော်နေဝင်းမြင့် ခင်ခင်ထူးတို့နှင့် တပြိုကြီးသွားသည့်ခရီးများတွင် အခါရာသည်အလျောက် တွေ့မြင်ခွင့်ရတတ်သည့်ရှုမျောခင်းကြီးများကရင်ခုန်လှုပ်ရှားစေခဲ့သည် တောင်ဇလက်ပန်းတို့ရဲရဲဆွဆွပွင့်ဝင်သည့်အခါ၌ကလေးတီးတိမ်တို့အသွာကနေဒီတောင်ဆောင်မှ တွေ့မြင်ရသည့်ရှုမျောခင်းကြီးသည်စိတ်လှုပ်ရှားစရာလည်းဖြစ်သည် ်အံ့ဩချင်နူစရာလည်းဖြစ်သည်အစင်မော့ကြည့်ခဲ့ရသောတိမ်များတောင်စင်တောင်တန်းများသည် ကျွန်တော်တို့ရှိ၌လဲလဲဝတ်ဆင်းနေပုံမှာရင်ခုန်ပွဲအတိဖြစ်သည် လွင်ပြက်နေသောဝေဝဲနေသောတောင်ကိုတိမ်ကိုမြူကိုတွေကို လက်တစ်ဖက်ကမ်းမှာဖမ်းဆုပ်မိနိုင်သည်ပင်လောင်းနှင့်ဖေခုံအကြားနောင်ဝိုးအစင်းသည် အတော်နမြည်ကြီးသည် တောင်မြင့်ကြီးပေါ်မှာ ခတ်ထံမဆောက်သည့်အစင်းလန်းဖြစ်သည့်ဖြင့်ရင်သိမ်းမောက်မှုတွင်မကြာခဏဖြစ်ခဲ့သည်။နောင်ဦးအစင်းရောက်လျင် ကားပေါ်ပါသူတို့သည်တံပုတ်တွေတဖွာဖွာရွတ်ဆို၍စိုးထိတ်နေတဲ့ကြစမင်းဖြစ်ခဲ့သည်။ကျွန်တော်ကတော့ဖြင့်မိုးပြဲစဲကြီးကိုကောင်းခင်ပေါ်မှမြင်တွင်ရသလိုအကျယ်အလွင့်ကြီး စီးမိုးကြီးရသော ရှုမြော်ခြင်း၌အရသာအပြည့်ခံစားလျက်ရင်ခုန်နေမိမည်ဖြစ်သည်။သောဥပုတ်တနန်နန်၌ တီချစ်အလွန်တွင် တမျောတခေါ်ကြီးတွေ့မြင်ခဲ့ရသောအေယာမအလူကင်းများသည်၎င်းအောင်ပန်းနှင့်ပင်တရာအကြားကျဲလွင် ပြန့်လွင်သောမြေသားနီနီဆိုင်ခင်းများလွင်ပြင်များတောင်ကုန်းစင်ကြီးလျော်များ ရှုံမြောင်ခင်တန်းနှင့်မြောင် မိုင်းမြဆိုလဲနေသောတစ်ပင်စင်းစင်းများသည့်၎င်းကချင်တောင်ညိုတန်းများနှင့်မေခမြင့်ရင်ကိုလင်းရင်ပေါ်မှမြင်ကွင်းရသည့်အဝါရောင်တွေကျိုးလေးသည့်၎င်းကျွန်တော်ကိုအစွမ်းကိုညှို့ငင်ဖန်ဆားခဲ့သောရှုမြော်ခင်းကြီးများဖြစ်သည့်လက်ခုတ်တန်တဖြောင်းဖြောင်းကြားကမလင်းပြာဤအတန်ကဆွဆွာလန်နေသည့် မချစ်ရင်မလွမ်းဘူးချစ်မှလွမ်းတယ်ဆိုတော့ဆရာကြီးကို မေးချင်ပါတယ်ကျမကိုကဘယ်တော့ငါချစ်ပြီးဘယ်တော့ငါလွမ်းခဲ့တယ်လဲဆိုတာသိချင်ပါတယ်ဥကောင်းပေါ်တွင်ဘောငွေရောင်ဆံမြင်တွေဖွဲ့ဖွဲ့လုံနေသောအမျိုးသမီးကြီးသည်သူတို့အထဲတွင်အသက်အငယ်ဆုံးဖြစ်သည်ဟု ဆိုသည့်မေးခွန်းနေစက်တိုက်ပြစ်လွတ်နေသော မလင်းပြာကိုတပြောင်းပြောင်းအားပေးကြသည် နှစ်ပေါင်း30လုံးလုံးတလေတည်းစီးခဲ့ကြရတဲ့တငယ်ချင်းအလုံးကိုကျွန်တော် လွမ်းပါတယ်လွမ်းနေဆိုတာချစ်လို့ပါချစ်မှလွမ်းလို့ရတာပါမချစ်တဲ့သူမုန်းတဲ့သူကိုကိုနာကြည့်အောင်လှုပ်ခဲတဲ့သူကိုဘယ်သူကမှမလွမ်းပါဘူးချစ်လို့လွမ်းတာပါဒါကြောင့်လွမ်းနေဆိုတာအင်မတန်မင်္ဂလာရှိတဲ့ကိစ္စဖြစ်ပါတယ်သဘင်ကောက်ကောက် ဘိုက်ပူပူနဲ့ဘောင်းမီရှိဝတ်ထားသည့်ညောင်ရမ်းခွားတို့နဲ့လူလင်ကြီးတဦးကတဒနလိုလိုပါလိုလိုထိုစကားကိုစောစောကပြောခဲ့သည်သူကို အချက်ကြကြခြေပွားလိုက်သည့်မလင်းပြအားတက်ဖြောင်းဖြောင်းအားပေးနေခြင်းဖြစ်သည်တူးလင်း3မိနစ်အမှတ်တရပြောပါဟုပရဇန်တာလုပ်သည့်ကိုအေးမြင့်နှင့် ကိုအုံးလွင်လို့ဖိတ်ခေါ်လိုက်ကြတဲ့ကပွဲမှာပို၍စူညံလာသည်ပို၍လည်းစီဝေလာသည်ပို၍လည်းလှုပ်ခါလာလေသည် အခုလိုမိုးပေါက်လေးကြာဝင်နေတဲ့ဇွန်လရဲ့နေ့တနေ့မှာချောင်းငယ်လေးတွေဟာ မြစ်ပြင်ကျဲတဲ့ပေါင်းစုံခဲ့ကြတယ်လို့ကျွန်တော်တို့အတူစီစဉ်ခဲ့ကြတယ်။ချောင်းငယ်မြောင်းငယ်လေးတွေဟာမြစ်ပြင်ကျဲတဲ့အတူတကွပေါင်းစုံ စီစဉ်တယ်လို့မျိုးကျွန်တော်တို့တငယ်ချင်းတွေဟာအလုတ်ထာနေတခုထဲမှာပေါင်းစုံခဲ့ကြတယ်။ အမွေးအတောင်မညီစေခဲ့စေအောင်တော့အသွေးအယောင်တော့ဖြင့် တူညီခဲ့ကြရတယ်။ဒီအနှစ်30မှာ ကျွန်တော်တို့ဟာကန်တူအကျိုးပေးတွေဖြစ်ခဲ့ကြရတယ်။ဒီအနှစ်30မှာနှစ်ကာလတွေကိုဖြတ်တန်းခဲ့သလိုခေတ်ကာလတွေကိုလည်းဖြတ်တန်းခဲ့တယ်။ဒီအနှစ်30မှာကျွန်တော်တို့ရဲ့ပြိုရွယ်မှုတွေကိုမြင့်ပြင်ကျယ်ကြီးထဲမှာသွန်မောက်ပစ်ခဲ့ကြရတယ်။ ကျွန်တော်တို့ရှင်သန်ကြီးမြောက်ရာ နားခိုရာတင့်ညူပင်ကြီးကိုနမီကောင်းရအောင်မလုပ်နိုင်ခဲ့ပေမဲ့နမီစိုးမရအောင် ကျွန်တော်တို့စောင့်ထိန်နိုင်ခဲ့တယ်။နှစ်30ပြည့်ပလဲရတုကိုခံစားဖွင့်ဆောင်နေသောတငယ်ချင်းကလွမ်းလွမ်းဆွတ်ဆွတ်ကြီးပြောနေခဲ့သည်။ယခုတော့ပလဲရတုနေရများသည်လဲကုံဆုံးလုံမြောက်ခဲ့ပြီဖြစ်သည်။တောင်ကြီး၊မူဆယ်၊ကတ္တာ၊ကြောက်ဆယ်၊ကလေး၊မြိတ်ထဝယ်စသည့်အဝေးခရီးတို့မှ နှစ်30ပြည့်ပလဲရတုတို့ခက်ခက်ခဲခဲရောက်လာခဲ့သောကန္နာတစ်ပင်တို့လည်းပြန်ဆုံမျိုးခဲ့သွားခဲ့ကြပြီး တို့တော့သူတို့ဤယင်ခုန်တန်ကမဆဲနိုင်သည် ထိုနေ့ရက်များကတွန်တေးပရာဟိတဖုံးတော်ကြီးကြောင်းရွာသားကြီးစိတ်ကျမ်းမာရေးစေယုံနှင့်ကင်စာဖောင်ဒေးရှင်းတို့ကို express ကားကြီးနှင့်တပြော်တပါးတော်လျက်အလူငွေထည့်ဝင်ခဲ့ပုံများ ဆိုခဲ့ကားခဲ့ကြည်စေခဲ့ရေရှင်မြူးထူခဲ့ပုံများအရာရာသည်တပြေးပြေးဝေးကွာကြံရိတ်ခဲ့ကြပါပြီတို့စီကမူတချို့သည်အမတ်တရပစ္စည်းလေးတွေကိုတပိုင်ပိုင် တချို့မူလိပ်စာမတန်းစာအုပ်လေးတကိုင်ကိုင်တချို့လဲပလဲရတုမဂဇင်းစာအုပ်လေးတကြီးကြီးစင်စစ်ကျွန်တော်တို့ဒီရင်ခုန်တန်းလေးကိုဆွဲဆက်နေကြခြင်းဖြစ်သည်ဘဝမှာတစ်ချိန်တစ်ခါရတော့ရခဲ့ပျော်ရွှင်မှုတွေကိုဆွဲဆက်နေခဲ့ခြင်းဖြစ်သည်ချီးနူးရခြင်း တတိယခြင်းတွင်အလန်းတွေကိုဆွဲဆက်နေခြင်းဖြစ်သည်တို့တော်သေးပြင်တဲ့သို့စီးဝင်သွားသောရေအလျင်တို့နှင့်ထိုအရာများကို မြည်သည့်အခါမှပြန်၍မရနိုင်တော့ပါချေကာလတွေရှည်လျားအိုရင့်လာသည်နှင့်အမျှတဖြည်းဖြည်းမှုန်ရီဝေဝါကွယ်လွင့်ပျောက်ဆုံးသွားတော့မည်ဖြစ်သည် ကျွန်တော်တို့သည်ဤကဘာမည်အပြင်ရှိသည့်မြည်သည့်အရာကိုမြကာလရှိကြ တိမ်ပတ်ယူငင်ထားနိုင်မည်မဟုတ်ချေတချိန်ချင်းတွင်လက်လွှဲရမည်တချိန်ချင်းတွင်ပျောက်ဆုံးရမည်တချိန်ချင်းတွင်ရှုံနေရမည်တချိန်ချင်းတွင် ထားချံရရမည်ပြီးသောအခါကျွန်တော်တို့ဒီပင်လျင်မေလျော်ပြစ်ပယ်ခြင်းကိုရရဆက်ဆက်ခံကြရလိမ့်မည်တေကြသည်ဤဒီကိုသိမြင်နိုင်ပါလျက်မပြစ်လိုက်ဖို့ရာဝင်လေးနေခဲ့သည်ကျွန်တော်စဉ်းစားကြည့်သည်ကျွန်တော်ဆင်ခြင်ကြည့်သည် ကျွန်တော်စီးဖြန်းကြည့်သည် ခွန်းချိုကြီးနဲ့တဲတဲမြပင် စကားမဆူခဲ့ဘူးသော မိမတရားကြီမောအံ့ဩပွေရာလှပသော ရှုမြုံခင်းကြီးပြိုလွင်ခြင်းကိုကြီနူးစပွဲပြန်လည်ရရှိခဲ့သောပွဲစဉ်တစ်ခုနှင့်တင်းစီထားသောပန်းရနက်များတို့၌ကျွန်တော်ဤစိတ်လုံရှားခံစားရမှုမှာတူညီနေသည်အတိမ်အနက်အရွယ်အစားအစဉ်အသွေးအတူတူပဲဖြစ်သည်ကျွန်တော်တို့သည်အချို့သောအရာများကို ပွေဖက်၍လည်းမဖြစ်ထီတွေ့၍လည်းမဖြစ်တိမ်ပတ်ယူငင်ထားခြင်းလည်းမပြုနိုင်စေကမူတစုံတရာသောစိတ်လုံရှားခံစားရမှု၌ကျဉ်နှံ့နေသည်ပျော်ပိုက်နေသည်ကြည်ပြူနှစ်လိုနေသည်ဘဝမှာပန်းရက်နှက်လေးတွေကိုတင်းစီထားဖို့ရာအတွက်ကြောင်းပြချက်မလိုဟုထင်သည်အမီနာမမလိုဟုထင်သည်ဖက်ဖက်နေနဲ့ကိုကိုတိုင်းတော့အဲ့ဒီလိုမျိုးအမှတ်တရတွေကိုပြန်လဲခန်းစားမိသွားရပါတယ်။ ြန်လည်ခံစားမိရခြင်းနဲ့အတူ ရရှိလာတဲ့ရရှိလာမဲ့ပျော်ရွှင်ခြင်းစိတ်လှရှားခြင်းတွေအတွက်လည်းမျှော်လင့်ပြီးတော့တွေးပြီးတော့ပျော်နေမိပါတယ်ဒါကဒီစာဖတ်လိုက်ရတဲ့အကျိုးလေးပေါ့နော်ဆိုတော့ဒီစာတမ်းလေးကဘယ်တော့မှရေးထားတာလဲဆိုရင်2015အောက်တိုဘာ Face Magazine မှာဖြစ်ပါတယ်။အကယ်အလုံးပဲကိုယ့်ရဲ့ဘဝမှာရှိခဲ့ဘူးသောရှိလာမဲ့ ပန်းရနံလေးတွေကိုတင်းစီထားဖို့ရာ အခွင့်အရေးရနိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်